ညီမဝိုင်းခွဲတင်တော်ဆက်ပေမဲ့နောက်ခံအင်အားချင်းမတူလို့ဖွဲ့ဖွဲ့ခက်ခဲချိန်မှာရုပ်ရှင်တင်တဲ့အောင်မြင်နေတဲ့ဝန်မောရွှေအားလုံးပဲမိင်္ဂလာပါဆယ်လီတိုင်းနူပေးကနေပြန်လေကကြိုဆိုလိုက်ပါရယ်ဖွဲ့ဖွဲ့နဲ့ဝန်မောရွှေကနမဲကြီးမင်းသမီးတွေဖြစ်တာချင်းလေတူတလို့ကယ်ရမီစုကိုသုံးစုရထားတာချင်းလေတူညီကြပါရယ်နေရာလောက်ကမွေရဲမြေစာတီလေတူတဲ့ပြင်ဝင်းနီကလည်းတရက်တာကွာခြားတဲ့ညီမဝိုင်းခွဲတွေဖြစ်နေကြပါရယ်ကယ်ရမီစုကလည်းမတင်းမရင်ရခဲ့တယ်လို့အောင်မြင်မှုတွေကိုလည်းပြန်ဆိုင်တာကြတာပါ ဆက်ကားတွေကိုတူတူတွဲပြီးတော့တရုတ်ဆောင်လေးမရှိတဲ့ညီမနှစ်ယောက်ကအရင်ချာတွေလိုလိုချစ်ခင်ကြပါမယ်။အတူညီမှုတွေရှိကြပါရည်။သူတို့နှစ်ယောက်ကတတိယတာကွာခြားပါမယ်လေ။နောက်ခံအရာချင်းအမတူညီတာကြောင့်ပူပေးကအဘန်ကန်နေရတဲ့အချိန်မှာဦးမွှေကတော့နှုတ်ဝင်သေးစကားနဲ့အောင်မြင်နေပါရည်။ဒီအပိုင်းမှာပူပေးကပြည်ဦးလင်မှာစကားချိုက်နေတော့ရုတ်တရက်ဖက်ခံလိုက်ရပါရည်။မကြာခင်မှာရေကောက်ပွဲကိုကျင်းပတော့မှာဖြစ်တာကြောင့်ရေကောက်ပွဲနဲ့သက်ဆိုင်တဲ့ဇာတ်ကားတွေနဲ့ကမ်ပိန်းတွေကိုရှိုက်ကူးနေကြပါရည် အထက်မှာနေတိုးမြင့်မြတ်တို့လိုနာမည်ကြီးတဲ့မင်းသားတွေကလည်းပါဝင်ခဲ့ကြပါရယ်။ရေကောက်ပွဲအောင်မြင်မှုတွင်လူပညာရှင်တွေတိုင်းကမ်ပိန်းမှာပါဝင်ပေးရမယ်လို့ညွှန်ကြားထားခဲ့ပြီးနောက်မှာတော့ဆက်သွယ်ခဲ့ကြပါရယ်။အခြားသောလူပညာရှင်တွေကရေကောက်ပွဲကမ်ပိန်းမှာပါဝင်ပေးကြပေမဲ့လည်းဖိုးဖေးကတော့လုံးဝဖုံးမကင်ခဲ့ပါဘူး။အချိန်ပေါင်းများစွာဖုံးကော်ပေးမယ်လေဖိုးဖေးကတော့ဖုံးမကင်ခဲ့ပါဘူး။ဖိုးဖေးရဲ့မိသားစုကိုဆက်သွယ်ချိန်မှာလည်းလုံးဝဖုံးမကင်ခဲ့လို့ဖုံးဆက်သူတွေကစိတ်တူသွားကြပါရယ်။နိုင်ငံတော်ကမကူညီပေးတဲ့ပြင် ဖုံးမကင်တာက မလေးမစားလို့ရဖြစ်ပြီးတော့ဆိုင်နေလို့ပြောဆိုကြပါရယ်နိုင်ငံတော်ကလူကြီးမင်းတွေကတိုင်းပြည်တွင်နေမနာညာမအားရေကောက်ပွဲအောင်မြင်ဖို့ကြိုးစားနေချိန်မှာဖိုးဖိုးရဖိုးမကိုင်းနာကတော့မခံလေးစားလို့တာပဲဆိုပြီးပြည်ဦးလင်ကရိုက်ခွင်းထေးသွားဖန်ခဲ့ကြပါရယ်ဖိုးဖိုးဖန်ခဲ့ရပြီးနောက်မှာအလင်းရောင်လည်းဖန်ခံလိုက်ရတယ်လို့ဆိုပါရယ်အလင်းရောင်လည်းပုံလုံးဝမကိုင်းနာကြောင်းနိုင်ငံတော်ကမကူညီချင်တာလားလို့မှတ်ယူသွားခဲ့ကြတာပါဖိုးဖိုးရပြန်လည်လွတ်မြောက်ဖို့အတွက်ကြိုးစားနေချိန်မှာမုံမုံရွှေကြီးကတော့အေးဆေးစွာနေနိုင်ခဲ့သူပါသူ့ရဲ့ခင်မုန်းတွေကအင်အားကြီးသူတွေနဲ့တူ စီဝိုင်းလုပ်ငန်းတွေကိုတူတူလုပ်ဆောင်နေလို့ကမ်ပိန်းတွေစကားတွေမှာလည်းပါဝင်စရာမလိုပဲနဲ့ရုပ်ရှင်ကိုပဲအေးဆေးစွာရိုက်ကူးနိုင်ပါရီအကြမ်းဥပညာရှင်တွေကကမ်ပိန်းရိုက်ရတော့မလားဝေဖန်မှုတွေပဲခင်ရတော့မလားဆိုပြီးခက်ခဲနေစီမှာမော်မော်ရွှေရောင်သူရဲ့ကိုပိုင်ထုတ်လို့ရေးကရိုက်ကူးထားတဲ့ရဝင်တဲ့ရုပ်ရှင်စကားနဲ့တိမ်မောင်းတောင်းချီမြန်နေပါပြီမော်မော်ရွှေရောင်တတိကတော်ဖြစ်တဲ့အတွက်ကြောင့်မလို့ရောက်လိုက်ရမှာမျက်နှာပွင့်နေပြင်အသက်ကြီးကြီးတရုပ်ဆောင်တွေကလည်းကက်ကက်လေးဆိုပြီးတော့ဦးမုတ်တာကိုခံနေရပါရီ အဝိနေဝမော်ရွှေရစေကျော်သက်ယူရဲကသူစူးစမ်းလာပေမဲ့လည်းအခုတော့သူတို့မျိုးရဲ့ချင်းနေချင်းကခွာကြသွားပါရင်ခမုန်းတွေကပေါင်းမမြောက်ရှိသူဖြစ်လို့ဝမော်ရွှေကကထိန်ခင်းပြီးတော့အေဂျင့်စွာဖြစ်တဲ့ဝင်ရှာနေပါရင်ဒါကြောင့်ဝမော်ရွှေရဲ့ဘဝကတော့တရုတ်ဆောင်ချစ်ချစ်တောင်မှအားကြောက်လို့ဆရာဖြစ်နေရပါအတတရပဲခွာကြပေမဲ့နောက်ကင်အင်အားချင်းမတူညီလို့အရာရာကွဲပြားသွားတဲ့သူတို့မျိုးမှာဘသူ့ကိုပရိသတ်ကြီးတွေကပို့ပြီးတော့သဘောကျလေးဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ် နောက်နေ့ဒီမှာလေးစေဝင်စားစရာအကောင်းတဲ့ကျောင်းရိုင်းနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်ဒီရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရီအာဘိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်နဲ့ချမ်းမြေကြပါစေရှင်